ပြုဝဲစမ်းကြတဲ့ဥကောင်းဖို့များပြည်ရုံးနိုင်ငံပါရာဂက်ကျွန်းဆက်မှာရှာဖွေတွေ့ရှိခဲ့တဲ့ရှေးလျားတဲ့မိုးစံရှိတဲ့ဥကောင်းကွန်တွေရဲ့ပြုဝဲစမ်းကြမှုဟာ လူသားတွေရဲ့မူလစင်းမြင့်နဲ့ပတ်သက်ပြီးထိလန့်စရာကောင်းတဲ့မေကွန်းတွေကိုမေကွန်းထုတ်စရာဖြစ်လာစေခဲ့ပါတယ်။ဒီရှာဖွေတွေ့ရှိမှုဟာရှင်ဟောင်းသူတွေတနာပညာရှင်တွေနဲ့သူတွေတီတွေကိုဆွဲမဲ့စေုံတာမှာကကဘာကြီးတစ်ခုလုံးကိုပါဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ဒီဥကောင်းကွန်တွေဟာပုံမှန်လူသားတွေနဲ့မတူဘဲဆွဲဆန်ထားသလိုဖြစ်နေပြီး DNA စမ်းသပ်မှုတွေလုံးဆောင်ခဲ့ရမှာအစောပိုင်းရလက်တွေကတာမန်သိပ္ပံကြီးကြရှင်းလင်းချက်တွေနဲ့လုံးဝကိုကွဲထွက်နေခဲ့ပါတယ်။သူတွေဒီ Brian Forrester ရဲ့ပြောပြချက်အရဥကောင်းကွန်တစ်ခုကရယူထားတဲ့ MDDNA မှာ လူသားမြောက်ဝံတာမမဟုတ်ယခုတိလန်ထိတွေ့ဘူးတဲ့ဘလို့တတဝမျိုးမှာမှမတွေ့ရဘူးတဲ့ဗီဇာပြောင်းလဲမှုတွေကိုတွေ့ရှိခဲ့ရပါတယ်။ဒါဟာတာမန်အဖြစ်တွေးကြည့်လို့တော့မရနိုင်တဲ့တခြားသောမျိုးနွယ်စုတစ်ခုကိုညွန်ပြနေတာများလားဆိုတဲ့စိုးရိမ်ထင်တဲ့စရာအတွေးခေါ်တွေကိုပေါ်ထွက်လာစေခဲ့ပါတယ်။ဒီရလဒ်တွေဟာအပြည့်အဝဒီပြုချက်မရသေးပေမဲ့ဒီထူးဆန်းတဲ့သက်ရှိတွေဟာဘယ်ကလာတဲ့ ဘယ်သူတွေလဲဆိုတဲ့စူးစမ်းလို့စိတ်ကိုတော့အကြီးအကျယ်လုံဆောင်ပေးနေပါတယ်။စာရေးဆရာ Green Hand ကလို့ထင်ရှားကြော်ကြားသူတွေအပါအဝင်ဝေဖန်သူတွေကတော့ဒီကနေဦးတွေ့ရှိချက်တွေဟာအတိမပြုတ်နိုင်သေးဘူးလို့သတိပေးနေပေမဲ့လည်းဒီတွေ့ရှိမှုရဲ့နောက်ပိုင်းမှာဘယ်လိုမျိုးကြောင်းမဲ့ပွဲရလေးဝဲချက်တွေရှိနေမလဲဆိုတာကိုတွေးကြည့်လိုက်ရင်တကယ်ကိုကြောချမ်းစရာကောင်းပါတယ်။ပါရာကဲဦးကောင်းကွန်တွေကိုတာမန်ဦးကောင်းပုံပြချင်းလေးထားနဲ့ရှင်းပြဖို့ခက်ခဲစေတဲ့အဓိကအချက်တွေကတော့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားချက်တွေပါပဲ။ဦးကောင်းကွန်တွေဟာပုံမှန်လူသားဦးကောင်းကွန်တဲ့ 25ရာခိုင်နှုန်းပုံမကြီးမှပြီး60ရာခိုင်နှုန်းပုံမလေးလံနေတာဟာအံ့ဩစရာကောင်းပါလေ။ဥကောင်းကိုအဝိဆာနဲ့စီးနောင်တဲ့အလေးထားဟာဥကောင်းရဲ့ပုံတရံကိုသာပြောင်းလဲနိုင်ပြီးအယိုးရဲ့ဒုတဲ့နဲ့အလေးချင်းကိုအခုလိုမျိုးအစမတန်ဒိုးလာအောင်လုံနိုင်ခြင်းမရှိပါဘူး။ ပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့အချက်ကတော့ဒီဦးကောင်းကုန်တွေမှာပုံမှန်အားဖြင့်ဘယ်ညာနှချမ်းစီရှိတဲ့ပရာယတဲ့အယူပြအစားတစ်ချက်သေးသောပရာယတဲ့အယူပြတာပါရှိတာပါဒီလိုမျိုးခန္ဓာဗေဒဆိုင်ရာကွဲလွဲမှုတွေဟာလူသားရဲ့မူလဗီဇဖွဲ့စည်းပုံနဲ့လုံးဝကိုကွဲလွဲနေတဲ့အတွက်ဒီတက်တော်တွေဟာရိုးရိုးလူသားတွေမဟုတ်ပဲလူသားတွေနဲ့မပေါင်းဖက်နိုင်တဲ့ထူးခြားမျိုးစိတ်တွေဖြစ်နိုင်ခြင်းဆိုတဲ့ theory ကိုအားကောင်းစေခဲ့ပါတယ်ဒီလိုထူးခြားတဲ့ဥကောင်းကုန်ပိုင်ရှင်တွေဟာတမိုင်းမစတင်မီကတည်းကကမ္ဘာပေါ်မှာလျှို့ဝှက်စွာနေထိုင်ခဲ့ကြတဲ့ရုံးလွယ်စုတစ်ခုများလား ဒါမှမဟုတ်ဂျူသားတွေနဲ့များဆက်ဆက်မှုရှိနေသလားဆိုတဲ့မေးခွန်းတွေဟာနေပယ်တီးတီးကနေပေါ်ထွက်လာခဲ့ပါတယ်။ချီဟောင်းသူတေသနာဆိုင်ရာမူပိုင်အမြင်မှာတော့ဒီပါရာကက်ဥကောင်းကွန်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း2800လောက်ခရေကနေထိုင်ခဲ့ကြတဲ့ပါရာကက်ယဉ်ကျေးမှုရဲ့ရည်ရွယ်ချက်ရှိရှိခန္ဓာကိုယ်ပြုပြင်မှုအဖြစ်သတ်မှတ်ထားပါတယ်။သူတို့ဟာကလင်းငယ်တွေရဲ့ဥကောင်းအယူတွေပျော်ပြောင်းနေတော့မှတိဇာပြားတွေအဝိဇ္ဇာတွေနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ခြင်းအပြင် ဥကောင်းကိုရှည်လျားအောင်လုပ်ခဲ့ကြတာပါဒီအလေးထားဟာလူမှုရေးအစင်းတန်းကိုခွဲခြားပြသဖို့အထက်တန်းစားတွေကိုခွဲခြားသိရှိနိုင်မှုနဲ့အလားတရားဆိုင်ရာနှစ်သက်မှုတွေကြောင်းဒါမှမဟုတ်ဘာသာရေးဆိုင်ရာယုံကြည်မှုဥကောင်းကိုဉာဏ်ပညာသို့မဟုတ်စွမ်းအားရဲ့ပူကျဲလို့ယူဆခြင်းကြောင့်လို့ဆောင်ခဲ့ကြတာလို့ရှင်းပြကြပါတယ်ဒါပေမဲ့ ီလိုရှင်းပြချက်တွေကဥကောင်းကုံရဲ့ဒုတဲ့နဲ့ကလေးချင်းမူကြီးချင်းပါရီယတဲ့အယုတစ်ချက်သေးပါရှိခြင်းဆိုတော့ခန္ဓာဘီရဆိုင်ရာကွဲလွဲမှုတွေကိုအပြည့်အဝဖြေရှင်းမပေးနိုင်သေးတဲ့အခါမှာတော့အငင်းပွားဝယ်ရာတွေဟာအချင်းကြလာတာနဲ့အမျှပုံမှုပြင်းထန်လာခဲ့ပါတယ်။ဒါမှမဟုတ်လေရှင်းဟောသူတွေတနာသမားတော်တွေကဒီဥကောင်းကုံတွေဟာလူသားတွေရဲ့ယဉ်ကျေးမှုအလေးထားရဲ့ရလန်းလို့အခိုင်အမာယုံကြည်နေကြပြီးတခြားတစ်ဖက်မှာတော့ Brian Forrester လိုသူ့လေတီတွေကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားချက်တွေနဲ့ကနဦးဒီယန်ရဲ့ရလဒ်တွေကိုအခြေခံပြီးဒါတွေဟာလူသားမဟုတ်တဲ့တက်ရှိတွေဒါမှမဟုတ်လူသားနဲ့ကြားခံဇီဝတက်ရှိတွေရဲ့အကျဉ်းကျန်တွေဖြစ်နိုင်တယ်လို့တင်ပြကြပါဗျ။ဒီဥက္ကဋ္ဌတွေဟာသိပ္ပံပညာလောကကိုနှစ်ပိုင်းခွဲအောင်လုပ်ခဲ့ပြီးအဆုံးဖြတ်ပေးနိုင်မဲ့တက်တည်ထောက်ထားဖို့ရရှိဖို့အတွက်ပုံမူပြည့်စုံတဲ့ဗီဇခွဲချက်စိတ်ဖြတ်မှုတွေနဲ့အချိန်ကုန်ခံပြီးတက်ခွဲဆန်းသတ်မှုတွေဆက်လက်လုပ်ဆောင်ဖို့လိုအပ်နေပါသေးတယ်။ဒီပါရာကဲဥက္ကဋ္ဌတွေရဲ့နောက်ွယ်က တောင်မဲ့ဖွေရအမှန်တရားကိုဘယ်တော့မှမဖော်ထုတ်နိုင်မလဲဆိုတာကတော့စောင့်ကြည့်အောင်မှဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်